ဒီလိုကျုပ်ကတကဘာတန်းရဲ့အစွန်းတော့အစွန်းဆိုတာဘယ်ဟာကိုပြောတာတော့မေးတဲ့ခါကျတော့အစွန်းကအနုယောဂလို့ဆိုတဲ့ဟာအစွန်းတာပါအနုယောဂအနုယောဂဆိုတာအာထုတ်တာအာထုတ်တယ်ဆိုတာဘယ်လိုလုပ်တာတော့အာထုတ်တယ်ဆိုတာအချင်းညာရှစ်ချက်ဖြစ်တယ်သူကလည်းလူတယောက်နဲ့တယောက်ပေါ်မှာနော်ကာမတုခန္ဓာလေးကနေယောဂဆိုတာလည်းလူတယောက်နဲ့တယောက်ပေါ်မှာလူတယောက်နဲ့တယောက်ပေါ်မှာကာမနဲ့ဆက်ဆံတာလားအတ္တကိလမထနဲ့ဆက်ဆံတာလားအဲဒီလိုမျိုးလို့ပြောတာနော် အဲ့တော့ကာမနဲ့ဆက်တဏ္ဍာမှာလူတယောက်နဲ့တယောက်ဆက်တဏ္ဍာနဲ့ဆိုအချင်းရာရှိချက်ပဲရှိတယ်လို့ပြောခဲ့တယ်။ဘာအချင်းရာတော့မေးမြင်တယ်တွေးတယ်ပြောတယ်လှုပ်တယ်နေတယ်ကြိုးစားတယ်နိုးကြတယ်စိတ်ထားတယ်ဆိုတဲ့ဆက်ဆံရေးအချင်းရာရှိချက်ရှိတယ်။အဲ့ဒီဆက်ဆံရေးအချင်းရာရှိချက်ကကာမရဲ့ဒုက္ခရဲ့အန္လိကရဲ့အနုယောဂရဲ့ဆိုတာအဲ့ဒီအနုယောဂဆိုတာဒီအချင်းရာအချင်းရာရှိချက်နဲ့ဆက်ဆံလိုက်တဲ့အခါမှာမှကျွတ်တော့ဒီဒီအစွန်းရောက်သွားတာလို့ပြောရမယ်။ အဆင်းကိုမြင်ရုံမြင်ရုံနဲ့လည်းပဲကျွတ်တို့အဆုံးကတ်တာမဟုတ်သေးဘူးအဲ့ဒီအဆင်းရဲ့ပြီးတဲ့ချမ်းသာကိုခံစားရုံခံစားတာနဲ့လည်းပဲကာမတုခ္ခလိကနိရောဂအဆုံးရောက်တာမဟုတ်သေးဘူးအဲ့ဒီကာမအဆင်းကပြီးတဲ့ချမ်းသာကိုခံစားရုံနဲ့မဟုတ်ပဲနဲ့အဲ့ဒီခံစားပြီးနောက်တဏှိကကဖြစ်နေတာလေကာမတုခ္ခလိကနိရောဂမဟုတ်သေးဘူးအဆုံးရောက်တာမဟုတ်သေးဘူးလို့ဒီလိုဆိုတာအဲကာမချမ်းသာကအစင်းအပ်ပေးတဲ့ချမ်းသာကို ခံစားပြီးနောက်တဏိကကဖြစ်နေတာကြောင့်အဲ့ဒီတဏိကကကို ပြန်လဲပြီးတော့တယုတ်ဖို့တဲ့အနေနဲ့မြင်တယ်တွေးတယ်ပြောတယ်လှုပ်တယ်နေတယ်ကြိုးစားတယ်နှိုးကြတယ်စိတ်ထားတယ်ဆိုတဲ့ဒီခုနကပြောခဲ့တဲ့လူဆက်ဆံရေးအချင်းအရာရှစ်ချက်ကိုဒီအမြင်နဲ့ပေါ်လိုက်တဲ့အခါမှာမှအဲ့ဒီပေါ်ချက်ကိုကာမတုခံလိကနေရောကအစွန်းရောက်တယ်လို့လူမျိုးပြောတာဗျာအဲ့လိုဖြစ်မှဆိုရင်လည်းအတွက်ကျုပ်ဒီစရာဒီနေရာကိုပြောတာအော်ကာမတုခံလိကနေရောကအစွန်းဆိုတာလေတို့လူမှု ဆက်ဆံရေးအချင်းအရာရှစ်ချက်နဲ့ဆက်ဆံတဲ့အခါမှာတို့မာရွဲ့နဲ့ဆက်ဆံရေးတွေကိုသာတို့တကယ်တော့ကာမတုခန္ဓိကနိယောဂလို့ခေါ်တာပါလားလို့ဒီလိုမျိုးလို့ပြောရမယ်။ကာမတွေကိုလည်းကျုပ်တို့အပြစ်မတင်ဘူး။မြင့်မတင်ရဘူး။ကာမပေးတဲ့ချမ်းသာတွေလည်းအပြစ်မတင်ရဘူး။ကာမပေးတဲ့ချမ်းသာတွေကိုစွဲနေတာလည်းအပြစ်မတင်ရဘူး။စွဲုံစွဲနေဘာမှမဖြစ်ဘူး။ချမ်းသာုံချမ်းသာနေဘာမှမဖြစ်ဘူး။အဲ့ဒီအစင်းတွေကို မြင်နေကြားတယ်ဆိုစာမျိုးတွေဖြစ်ုံဖြစ်နေဘာမှမဖြစ်ဘူးမြင်လဲမြင်နေခံစားလဲခံစားတယ်ဘာမှမဖြစ်ဘူးမြင်လဲမြင်နေခံစားလဲခံစားတယ်စွဲလဲစွဲညီနေတယ်ဘာမှမဖြစ်ဘူးအဲအဲ့ဒီစွဲညီတာကိုပြန်လဲတယုတ်ဖို့တဲ့အနေနဲ့တော့အဲ့ဒီလူဆက်ဆံရေးအချင်းအရာတွေတော့မတွားလိုက်နဲ့အဲ့ဒီဆက်ဆံရေးအချင်းအရာတွေထဲမှာဒီအစွဲနဲ့ကြည့်လို့မလို့မြင်ပြီဒီအစွဲနဲ့တွေးလို့မလို့တွေးပြီဒီအစွဲနဲ့သူစကားပြောပြီး ဒီအစွဲနဲ့ကာမချမ်းသာကိုကာမချမ်းသာအစွဲနဲ့ तू ပြုတ်လုပြီးကာမချမ်းသာအစွဲနဲ့ तू ကနေပြီးတော့နေထိုင်ပြီးမျက်နှာနေမျက်နှာသားတွေကာမချမ်းသာအစွဲနဲ့ကြိုးစားပြီးကာမချမ်းသာအစွဲနဲ့နိုးကြပြီးကာမချမ်းသာအစွဲနဲ့စိတ်ထားပြီးအဲဥဒိမ္မာရေအဲ့ဒီလိုကျွတ်တူပြိပိတတာလေးကျွတ်တူဒီအစွန်းကိုလုံကြမှာလို့ပြောရမယ်ဗျာနော်ဒီလိုဆိုအဲ့ဒါကဘယ်လိုလဲဘုန်းကြီးကလည်းကာမတိကအိကဒီလိုကနေနေ ဟုတ်ကဲ့ဗျာအနုယောဂအတိမရောက်ခနဲ့ကာမကိုပဲအသွွန်လို့ထင်လို့ချင်းခင်းရင်တော့ကာမကိုချောင်ရပြီပေါ့ကျွတ်တို့လည်းငယ်တော့ကတည်းကချောင်ခဲ့ရတယ်။ဒါပေမဲ့ကျွတ်တို့ကဒီကူတံမိုးချချက်တွေနဲ့တံမိုးတွေဖြတ်နေပုံမဟုတ်ပါဘူး။ဒါတည်းကတော့ပြတ်ပြီးသားပါလို့ပြောရမှာပါပဲ။အဲ့တော့ကျွတ်တို့ကသူ့မဆက်ဆံတိုက်တဲ့မတမာတဲ့ဆက်ဆံရေးဆိုတာတွေတို့သိရမယ်။မတမာတဲ့ဆက်ဆံရေးကိုတို့ပြီးနေအောင်သိတာဖြစ်တဲ့အတွက်အဲ့ဒီမတမာတဲ့ဆက်ဆံရေးမဟုတ်တဲ့ဆက်ဆံရေးကတော့တမာတဲ့ဆက်ဆံရေးပဲပေါ့အဲ့ဒီတမာတဲ့ဆက်ဆံရေးကဘာဆက်ဆံလဲ ကာမတုခံလိကနိယောဂနဲ့လည်းပဲကာမတုခံလိကတတနာနဲ့လည်းပဲဆက်ဆံရေးဆက်ဆံတာမဟုတ်တော့ဘူးအတ္တကိလမထတတနာနဲ့လည်းပဲဒီဆက်ဆံရေးအချင်းရာရှိချက်ကိုတို့ဆက်ဆံတာမဟုတ်တော့ဘူးဘာဖြစ်လို့တို့ဒီအချင်းရာရှိချက်နဲ့ဆက်ဆံတယ်လဲလို့ဆိုလို့ရှိရင်ကတော့ဖြင့်သူဟုတ်တဲ့အတိုင်းခွာမှုဟုတ်တဲ့အတိုင်းခွာအတိုင်းသိအောင်ဆက်ဆံတာဘာလိုခြင်းလို့ကာမချမ်းသာတွေကိုညှိကနေရနေပြီဒီလိုကာမချမ်းသာတွေလိုခြင်းလုံးလုံးလည်းမဟုတ်ဘူး ဒီအချင်းရရှစ်ချက်နဲ့ဆက်ဆံတာကတော့အတ္တကိလေမထဆိုတာကိုယ်ခန္ဓာပျောက်သွားအောင်လို့ဒီအချင်းရရှစ်ချက်နဲ့ဆက်ဆံတာလည်းမဟုတ်ဘူး။ဘာဖြစ်တယ်လဲဒုက္ခကိုဒုက္ခလို့သိအောင်လို့ဒီအချင်းရရှစ်ချက်နဲ့ဆက်ဆံတာလို့ဟောဒီလိုပြောရမှာပေါ့ဗျာ။ဒီတော့ဘာဖြစ်တယ်လဲဆိုတော့အဲ့လိုမျိုးလို့တမာတဲ့အမြင်ခုနကမဟုတ်တဲ့ဒီဆက်ဆံရေးအချင်းရလမ်းမဟုတ်တဲ့လမ်းတွေကိုရှောက်မသွားပဲနဲ့လမ်းမဟုတ်တဲ့လမ်းတွေကနေလွတ်သွားတဲ့လမ်းကတော့ သမာဓိဋ္ဌိသမာတဲ့အမြင်သမာတဲ့အမြင်ဆိုတာဘာမြင်တယ်လဲလို့ဆိုတော့လူလည်းမမြင်ဘူးသူကလူမမြင်လို့ဘာမြင်တယ်လဲဆိုယုံနံမြင်သလားဆိုယုံနံလည်းမမြင်ဘူးဒီသမာတဲ့အမြင်ကတော့လူမြင်ရင်လည်းပဲလူမြင်ရင်လူကခုနကပြောခဲ့တဲ့အဲကာမတုခန္လိကတွေပေးနိုင်တာမဟုတ်လားလူလည်းမမြင်ဘူးအဲယုံနံမြင်သလားဆိုယုံနံလည်းမမြင်ဘူးယုံနံမြင်ရင်လည်းအတ္တကိလမထာထဲမှာဖြစ်သွားမှာမဟုတ်လားကိုယ်ကိုယ်ရဲ့အခန်းကဏ္ဍပျောက်သွားမှာဆိုတော့သူယုံနံလည်းမမြင်ဘူး သူမြင်တာကရုပ်နာလည်းမမြင်ဘူးလူလည်းမမြင်ဘူးဆိုတော့ဟာဘာမြင်တာတော့ဟာလို့မေးရမှာပဲနော်ခင်ဗျားတို့လည်းခင်ဗျားတို့ရဲ့မိဘတွေခင်ဗျားတို့ရဲ့သားသမီးတွေခင်ဗျားတို့ရဲ့မိတ်ဆွေတင်ကားတွေဆိုလူမြင်ရဲ့လားလို့မေးရမှာပေါ့မမြင်ဘူးနော်ခင်ဗျားတို့လည်းလူမမြင်ဘူးဟာပါပြီတင်တယ်ဘုန်းကြီးတို့ဒီတစ်ခါတော့နဲ့ခင်ဗျားတို့သိတဲ့တော့အောင်းမေးမလားမသိဘူးစွတ်တူစဉ်းစားနေကြတာလူမမြင်ဘူးဟုတ်ပါတော့ညလူမမြင်ဘူးရနော်ကျွတ်တို့တာဘာမြင်တဲ့လုံးလို့မေးရင်ကံမြင်တာ ကံမြင်တာကျတို့ကလူလည်းမကြည့်ဘူးကျတို့ကဘာကြည့်တာဆိုကံကြည့်တာကျတို့ကလည်းဟောတမ္မာဒိဋ္ဌိဆိုကံမြင်အောင်ကြည့်မယ်ဗျာကျတို့ကဒါဆင်းရဲတဲ့ကံလားဒါဆင်းရဲလွတ်မဲ့ကံလားဆိုကံကိုမြင်အောင်ကြည့်မယ်ဗျာကံကိုမြင်ကြည့်ကြည့်ကြတာပါဗျာဘာဖြစ်လို့လဲဆိုရင်တော့ကိုယ်မေကိုမြင်နေဆိုအမေမြင်တာပေါ့လို့ပြောပါအခုငါမေငါမြင်တာပေါ့လို့ပြောငါမေငါမြင်တာပေါ့ဆိုငါမေကလာဆိုတော့ငါမေကိုငါမမြင်တော့ဘူးလို့ဖြစ်သွားမှာမဟုတ်လားလို့ အဲ့တော့ဘာဖြစ်လို့ကိုယ်မေမြင်တော့ကြရလဲအမေမြင်တာမဟုတ်ဘူးအမေရဲ့ကံကောင်းကိုမြင်နေတာလို့ပြောမှာနော်ဟုတ်ပါဘူးကိုမေကကိုယ်ကိုဒီနေ့လည်းပင်၃ချိန်လောက်ညစ်နေပြီနင်းနေပြီဆိုရင်တော့အမေဆိုတာကိုကိုငါအမွေဖြတ်ချင်ပါတယ်လို့စားလုပ်တဲ့လူကပြောမှာနော်စကဲကိုကိုအမေကအတောင်းမှရှိတယ်ဆိုရင်နောက်မသွားဘူးရှေ့ပဲသွားရမယ်ဆိုတာလို့သွားမှာနော်အဲ့တော့ပြောမယ်ဆိုရင်အမေမြင်တော့ကလည်းအမေမြင်တာမဟုတ်ဘူးအမေရဲ့ကောင်းနေတာကိုမြင်တာ ။သားလည်းအဲ့ဒီတိုင်းပဲသားမြင်တယ်လားဆိုသားမြင်တယ်လို့ဒါမှအားဖြင့်တော့ပြောမှာ။သားရဲ့ကောင်းနေတဲ့အဖြစ်ကိုမြင်တာတော့ကိုယ့်ရင်ခွင်ထဲမှာနေတော့ကလေးလေးရလည်းပဲကိုကပြုံးလိုက်ဦးသူပြုံးလိုက်တာမဟုတ်လား။အဲကိုကနေပြီးတော့ငိုလိုက်ဦးဆိုလည်း तू ကငိုလိုက်တာမဟုတ်လားလို့ကိုပြုတဲ့အတိုင်းကိုယ့်ရုပ်ကလေးလိုပဲကိုကျိုးဆွဲတဲ့အတိုင်း तू ကလိုက်ကနေတာဆိုတော့ချစ်လိုက်ရတယ်မှာဖြစ်ချင်းကိုသားသမီးကလေးပေါ့ဗျာဟုတ်လား။ဘောဆိုတဲ့ဒီလူဆက်ဆံရေးအချင်းရာရှစ်ချက်ကိုကျွတ်တော့အစွန်းနှစ်ချက်နဲ့ပြလိုက်ပြီလို့ဆိုရအစွန်းနှစ်ချက်ထိတ်မှတတ်ပေးလိုက်လို့သိသွားပြီလို့ဆိုတဲ့အခါကျတော့ စီအစိုးနှစ်ချက်တန်တနာနဲ့ဆက်ဆံတာတွေဆိုမတမာတာတွေဆိုတော့စီအစိုးနှစ်ချက်လွတ်တဲ့ဆက်ဆံရေးတွေဆိုရင်ဟောတမာတဲ့တန်တနာတွေတမာတဲ့အမြင်တွေအတွေးတွေအပြောအလုပ်တွေအနေတွေကြိုးစားနှိုးကြားစိတ်ထားတွေဖြစ်သွားပြီလို့ပြောရမှာပေါ့ဗျာကောင်းပြီဒါလို့ဆိုရင်ဒီဟာတွေလှုပ်တော့ဘာဖြစ်ဒါတွေပြီးတော့ဘာဖြစ်မှာလဲဆိုတော့ဩဒါတစ္ဆာညာနဲ့ပြီးတာတစ္ဆာညာနဲ့ဘယ်လိုပြီးတယ်လဲလို့ဆိုရင် အေးတို့ရဲ့ဒီမက်ကဆိုတဲ့အရိယတစ္ဆာရဲ့တစ္ဆာညာဟာတော့ရှင်မတမာတဲ့ အမြင်အတွေ့အပြောအလုပ်အနေကြိုးစားနှိုးကြားစိတ်ထားမဟုတ်တဲ့ဟာတွေဟာသမာတဲ့အမြင်အတွေ့အပြောအလုပ်အနေကြိုးစားနှိုးကြားစိတ်ထားတွေဟာတကယ်ပြစ်စာထိုက်တဲ့ပြောမယ်ဆိုလူလောကရဲ့ဆက်ဆံရေးရဲ့ဒါတကယ်လမ်းဖြစ်တဲ့လမ်းပဲပေါ့ဘာဖြစ်လို့လဲဒီဆက်ဆံရေးနဲ့ဒါလူလောကဆက်ဆံသွားရင်လူလွတ်မြောက်လူငြိမ်းချမ်းမယ်အဲ့လိုဖြစ်တဲ့အတွက်ဟောတာတော့ဖြင့်မေဃလို့ဆိုတဲ့အရိယာရဲ့ သစ္စာပဲလို့ဒါသစ္စာညာကျွတ်တို့ပေါက်ဒီသစ္စာညာပေါက်တော့ဒီသစ္စာဘယ်နဲ့လို့ပွားမလို့လို့ဆိုတဲ့ခါကျဒီသစ္စာကိုကျွတ်တို့ကပွားတဲ့ခါမှာဘယ်လိုလို့ပွားတာဆိုဒီသစ္စာကရှင်းရှင်းကလေးကျွတ်တို့ကြည့်ဖို့ကောင်းတာကဒီသစ္စာကခုနပြောခဲ့တဲ့အစွန်းနှစ်ချက်နဲ့တခြားစီဖြစ်နေအစွန်းနှစ်ချက်တဲ့ကကာမတုခ္ခလိကလူယောဂလို့ဆိုတဲ့ဆက်ဆံရေးအချင်းရာထဲမှာမျောနေရင်လဲမျောနေမယ် နောက်တစ်ခါအာတကိလမထာနိယောဂလို့ဆိုတဲ့အစွန်းတစ်ချက်ထဲမှာမျောနေရင်လဲမျောနေမယ်တကယ်လို့များဒီအစွန်းနှစ်ခုတစ်ခုထဲမှာမျောနေရင်အဲ့ဒီအစွန်းတွေကိုအစွန်းမှမသိဘူးဒါပြလို့မျောနေရင်အစွန်းမှမသိတာတော့သိကာမတုခန္လိကနိယောဂထဲမှာနေနေရင်ကာမတုခန္လိကနိယောဂရဲ့သိုးပုံလည်းမသိဘူးသုံးပုံလည်းမသိဘူးသောတာမုံမသိဘယ်လိုလုပ်ပြီးတော့ဒုက္ခောင်းလို့လဲဟာဆိုပြီးတော့တွတ်နေပြီးတော့အနိစ္စချက်ဒုက္ခချက်အနတ္တချက်တဲ့ဒီမန္တမာတဲ့အချင်းရာရှင်းချက်ကိုသူသုံးတတ်တာပဲ ဒီမှာမှာတဲ့အချင်းရာရှိချက်ကိုအိ္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  ဒီမကအရိယတစ္ဆာပြောဆိုချက်ပေါ့လေဒီကနေ့မနေ့ကဒုက္ခနဲ့သမုဒိယနဲ့និရောဓနဲ့အရိယတစ္ဆာပြောဆိုချက်ဒီတစ္ဆာပြောဆိုချက်၄ချက်ဟာခင်ဗျားတို့ကိုယ်တိုင်ကြားဘူးတယ်မှရှိုံမှတ်ဘူးတယ်မှရှိုံမဟုတ်ဘဲနဲ့ခင်ဗျားတို့ကိုယ်တိုင်ပွားနိုင်တဲ့အဆင့်အထိပွားဖို့အတွက်လုံးလုံးထဲတဲ့ရဖို့အထိပွားစီ